အနောက်ထပ်အဆင်မတော့2 of 3 years အဲ across ram မှာအဲ rule violation ဖြစ်နေနေတာပေါ့เนาะအဲ့တော့ရုပ်ရည်ကြည့်မယ်ဆိုလို့ရှင်ရကျွန်တော်တို့ကတစ်ခါပဲဒါ 2s အဲကိုကြော်ပြီးတော့သွားရတဲ့ကြောင့် 12s ကိုထင်ရှားရှိရပါတော့ 12s ဆိုတာနှစ်ခါဖြစ်နေရပါတကယ်တော့မဟုတ်ဘူးဒါမျိုးကျွန်တော်တို့ကနှစ်ကြိမ်ပေါ်မှာအဲကြားထဲမှာကျွန်တော်တို့ဒီလိုမျိုးအောက်မှာဒီအထဲတဲ့ဘောနော် normal တဲ့ဟိုတစ်ခါတဲ့အဲဝင်သွားတဲ့ဟာတစ်ခုရှိရဆိုလို့ရှိရင်တော့မှဒါကိုကျွန်တော်တို့က two of three s ဆိုပြီးခါကြတော့ပြောရဲ across run မှာဒါမျိုးတွေ့ပြီဆိုလို့ရှိရင်ဒါကဘာလဲဆိုတော့ systematic errors ကိုညွှန်ပြနေတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါ plus 2sd ဒီ main ရဲ့တစ်ဖက်တစ်ချက်ထဲမှာအဲကျွန်တော်နှစ်ကြိမ်ပေါ့နော်ကြားထဲမှာ normal တဲ့ဟိုရောက်သွားတယ်ဆိုလို့ရှိရင်လည်းပဲဒါကကျွန်တော်တို့က two of three ဆိုပြီးခါကြတော့ဒါကသတိပြုပြီးတော့ဒါ corrective action ယူပေးရမှာဖြစ်ပါတယ်။ဘာလို့ဆိုစမားဒါဒါက systematic error ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါကိုကျွန်တော်တို့ကဒိုင်းထားလိုက်လို့မရဘူး။ one design ပဲပါ냐ဆိုပြီးခါကြတော့ neglect လုပ်လိုက်လို့မရဘူးဆိုတာကရေးစီးရနေတာဖြစ်တယ်ပေါ့နော်။ဒီမှာဆိုလို့ရှိရင်3 2ဆိုတာဒီ2လေးရဲ့အောက်မှာကျွန်တော်တို့ကအရှိရကျွန်တော်ပြောလို့ပဲအောက်ကလေးမှာသွားချရေးရတဲ့ဟာနော်။ဒီမှာကျတော့ကျွန်တော်တို့ဒီ salon ကြီးပြင်ပြဆင်လိုက်တဲ့ခါကျတော့ဒီမှာတူတူပဲအဲတပြေးရေးထားသလိုဖြစ်နေတယ်။ဒီကတော့ကျွန်တော်အောက်မှာချပြီးရေးရမှာဖြစ်ပါတယ်။အဲ့တော့ NL ပုံစံနဲ့ရေးမဲ့ဆိုလို့ရှိရင်အကြောင်းဒါမျိုးပေါ့နော်။2 of 3 2s ဆိုပြီးခါကျတော့ရ ည်ရအနေထားဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ level က2 level beyond ဖြစ်နေတာ minus 2sd region ကျော်လွန်ပြီးတော့2 level ဒါပေမဲ့ဘာလဲဆိုလို့ရှိရင်ဂျားထဲမှာကျွန်တော်တို့ဒီလိုမျိုးတစ်ခုရှိတယ်ဒါကြောင့်ကျွန်တော်တို့က1 2 3တွန်းခုပေါင်းပြီးအဲ3ခုအဲဒီပေါ့နော်ဒီ run ဟိုမှာ data wise 3ခုကိုကြည့်ပြီးတော့ခါကြာမှာအဲ့ဒီမှာမှာ2ခုကဒါမျိုးဖြစ်နေဆိုကျွန်တော်တို့က2 of 3 2s ဆိုပြီးကြာတော့ပြောရတဲ့အနေထားဖြစ်တဲ့ဆိုတော့နားလည်ရမှာဖြစ်ပါတယ်။နောက်တဲ့ပုံစံတစ်မျိုးအကြောကျွန်တော်တို့ ကျူစီ level နှစ်ခုရှိမှာပေါ့เนาะအဲ့ level နှစ်ခုမှာအဲတစ်ခုနဲ့တစ်ခုอ่ะပေါ့เนาะ within run မှာပဲဒီအပေါ်ဒီဒီမှာဆိုရင် day 2ပဲဆိုကြပါစို့ဒီမှာ day 1 day 2 day 2မှာ run လိုက်တဲ့ချိန်မှာတစ်ခုနဲ့တစ်ခုကြာရင်ဘာဘလောက်กว่าလဲဆို1 2 3 4ပေါ့เนาะဒီ SDR ပြီးဆိုတော့တက်မှတ်ချက်၄ခုပေါ့เนาะအဲ level ၄ခုခြားနာပြီးခါကျတော့ရှိနေဆိုဒါကိုကျွန်တော်တို့က forward ဆိုပြီးတော့ပြောတယ်ဒါကဘာလဲဆိုလို့ရှင် random error ကိုညွှန်ပြနေရဲ့အရေးကြီးတဲ့ဒါကအမှတ်သားဖြစ်တယ်ဆိုတော့နားလည်အောင်ပါဖြစ်တယ်ဘာလို့ဆိုခါကျတော့ကျွန်တော်တို့ကဒါက level ဒီမှာကြည့်လိုက်လို့ရှင်တစ်ဖက်ကချိန် level ဒါ okay နေရဲ့ပေါ့ ော်ဒါ 2x ကြီးပဲဖြစ်နေတဲ့အတွက်ကြောင့်ဒါတော့ OK တယ်ဒီ level အတွက်ကိုဒါ OK တယ်ပေါ့နောက်တစ်ခါကျွန်တော်တို့ကဒီဘက်မှာလည်းအဲ့လိုပဲ level 2အတွက်ကိုကြာ level ဒီမှာ 2x ကြီးပြန်มาဖြစ်နေ OK ရဲ့အတွက်ကြောင့်မလို့ဒါကိုကျွန်တော်တို့ကအဟိုဟာပေါ်ပြဿနာမရှိလို့ထင်ရတယ်ဆိုပေမဲ့လည်းအဲ့လိုဖြစ်နေတဲ့ဟာကတရက်အဲတရက်တည်းမှာပေါ့နော်ဒီချိန်တည်းမှာအဲ run နဲ့အနေထားပေါ့နော်ဒီ across run မှာဖြစ်နေဒီဒါအဲ within run မှာဖြစ်တဲ့နေထားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါကိုလိလူရှူလို့မရအောင်ငကလက်လုပ်လို့မရအောင်ဒါကိုကျွန်တော်တို့ဒီကြည့်မယ်ဆိုလို့ရှိရင်ဒါကသူ့ရဲ့ error မျိုးစားက random error ဖြစ်တယ်ဆိုတာကိုပေါ်ပြရ နေဆိုတာမဖြစ်မနေနားလည်ရမှာဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ level တွေကတရက်အပုံစံတစ်ခုနဲ့တစ်ခုပေါ့နော် QL အအ quality control 1နဲ့2နဲ့ level တစ်ခုတည်တိတ်ပြီးတော့တခြားဟာတွေမှာတိတ်ပြီးတော့ violation မဖြစ်ပေမဲ့လည်းဒီနေရာမှာလာပြီးတော့အဲ့လိုလာပြီးတော့တွေ့နေရဆိုရှင်ဒါကကျမတို့ rule violation ဖြစ်တယ်ဆိုတာကိုမပေးမလျော့နဲ့ကျမတို့ဒါသိရှိနားလည်ဟာမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ဒီအဲသူ့ရဲ့ဒီအာ forest ရဲ့ပုံစံကဒီ group တခုထဲမှာ group measurement တစ်ခုဟာအဲဒီ main 2sg တဲ့ပုံနေရချင်းဒါမို့လို့ရှင်လဲပဲသူတို့နှစ်ခုဟာ forest တဲ့ပုံနေရချင်းမှာဆိုလို့ရှင်ဒါကိုကျွန်တော်တို့ our forest လို့ပြောတယ် within run နဲ့ပဲကျွန်တော်တို့ဒီလိုဖော်ပြလို့ရတယ် across run နဲ့ဆိုလို့ရှင်ဒါမျိုးမရအောင်ပေါ့ဒါကြောင့်ကျွန်တော်တို့ဒီ within run ပြီးတော့ဟာကြာ random error ဖော်ပြရတယ်ဆိုတော့နားလည်ရမှာဖြစ်တယ် current run လို့ဆိုခေါ်တယ်ဒီလက်ရှိ run နေရအနေထားတခုထဲမှာပေါ့နော် within run နဲ့မှာဒါကျွန်တော်တို့အသုံးချနိုင်တဲ့ rule ဖြစ်တယ်ဆိုတော့တော့သိရှိထားမှာဖြစ် ဖြစ်ပါတယ် cross runner ဆိုတာမျိုးမရဘူးပေါ့နော် အဲ့တော့ကျမတို့ဒီဒီမှာကနမူနာလေးတွက်ပြရတာဥပမာဆိုဆိုကြပါဦးကျွန်မ level 1 truck က +2.8 ကျမတို့ဒါ rubber relation ဖြစ်နေရပေါ့နော် level 2 truck ကကျမတို့ mean အားကိုရအောင်ဒါပေမဲ့ဒီကောင်ကကျတော့1.3ဆိုတာကကျတော့ဒါက okay နေရပေါ့ဒါပေမဲ့ဗာလဲဆိုလို့ရှိရင်ရင်တို့နှစ်ခုဒါတို့နှစ်ခုရဲ့ဒီ quarter ဘာလဲဆိုရင် four ထက်များဒီမှာပေါင်းထားတဲ့ဟာလေးကျမတို့နမူနာကြည့်လိုက်ပေါ့နော်အဲ့တော့ပေါင်းထားခြင်းဟာအဲ့လိုဖြစ်နေပြီဆိုလို့ရှိရင်ကျတော့အဲ့ကောင်နှစ်ခုဒီ within range မှာပဲရှိနေပြီဆိုလို့ရှိရင်ကျတော့ဒါလုံးဝအဲဟိုဟာဖြစ်တယ် rubber relation ဖြစ်တယ် r4s ကိုခေါ်တဲ့ဒီအဲအနေထားမှုဖြစ်သွားပြီဒါက random error ပေါ်ပြပြီဆိုတော့မဖြစ်မနေစမတို့နားလည်မှာဖြစ်တယ်ပေါ့ဒီမှာကြည့်ကြည့်လိုက်ပေါ့နော်ဒါတက်သမားရေးနေစမတို့ဒါအတိအကျတွက်ထားရဆိုလို့ရှိရင်လည်းပဲဒါမျိုးစမတို့တွက်တွက်နိုင်ရမယ်အဲဒါမှသာလေစမတို့ရဲ့ဒီ R4S ဖြစ်လားမဖြစ်လားဆိုတော့သိရှိနိုင်မှာဖြစ်တယ်ပေါ့နော် နောက်တစ်ခုကကျတော့ကျွန်မတို့ဒီ 31s လို့ခေါ်တယ် 31s rule ဘာကလေးရှင်းပါတော့အဲသူကကျတော့လည်းပဲရှေ့ကပြောခဲ့တဲ့ဥပမာနဲ့အဲပုံစံချင်းတူပါတယ်ကျွန်မတို့ဒါကကျတော့ဒီ within across run မှာဘယ်ကျွန်မတို့ဒီ3အဟွာပေါ့ဒီဥစ္စာမှာ 1s ပေါ့နော် 1s ကျော်ပြီးတော့ဟာကျတော့3ခါဇက်တိုင်းဒါမျိုးကျွန်မတို့ကအဲဖြစ်နေရဆိုလို့ရှိရင်သူရဲ့ဒီ direction ကတစ်ဖက်တည်းပဲသွားနေရဆိုလို့ရှိရင်ဒါကဘာလဲဆိုလို့ရှိရင် 31s ဖြစ်တယ်လုံးလောက်ပဲကျွန်မတို့ within run မှာဘယ် 1s တဲ့ကိုကျော်ပြီးတော့ဟာကျတော့3ခါဇက်တိုင်းဖြစ်နေလို့ရှိရင်လည်းပဲဒါကကျွန်တော်ဒါကဘယ်လို ความได้โซลูชันนี้ ဒါ root violation ဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့တခုရှိတာကကြတော့ဒီကောင်ကကြတော့ဆိုတော့ NABL ရဲ့ accreditation process ကြီးမှာကြတော့ဒါမျိုးတော့မပါဘူးပေါ့နော်ဒါပေမဲ့ဒါကကျမတို့က root violation အနေနဲ့ဆိုလို့ရှင်တယ်နာမည်ပေးအောင်ပေးနေရဒါမျိုးဖြစ်တယ်ဆိုလို့ရှင် pattern အားဖြင့်ဒီလိုပုံစံမျိုးရှိတယ်ဆိုတော့နားလည်ထားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ level တခုတည်းကိုပဲဒီစစ်မဲ့ချိန်မှာ၃ချိန်စတိုင်ထားမျိုးတွေ့မယ်ဒါမှမဟုတ်ရှင်မဲ့ level 3ခုစီပြောခါကြတော့အဲ့ဒီချိန်ပုံစံတခုတည်းမှာပေါ့နော် within run နဲ့မှာတွေ့မယ်ဆိုလို့ရှင်ရင်တော့ root violation ဖြစ်တဲ့ပုံစံကိုဒါမျိုးကျမတို့မှတ်သားရေးရေးတယ်တတ်မှတ်တယ်ဆိုတော့ပေါ့နော်သိရှိထားမှာ ဖြစ်ပါတယ်အဲ့တော့သူကကျတော့ကျွန်မတို့ဒီ result သုံးခုစက်တိုက်ဖြစ်ရမယ်အဲ one step program များနေရမယ်မင်းရဲ့တစ်ပတ်တစ်ပတ်တည်းမှာရှိနေရမယ်ဆိုလို့ရှိရင်ကျတော့ဒီ violation ကိုသတ်မှတ်တယ်ပေါ့နော် blue violation ကိုသတ်မှတ်တယ်ဆိုတော့ဒီရှိထားမှာဖြစ်ပါတယ် TrueNS ကတော့ကျွန်တော်တို့ error အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဘာ error မျိုးစားလဲဆိုတော့ systematic error ရှိနေဆိုတော့ပြပြထားဖြစ်တဲ့အတွက်ကြောင့်ဒါကကျွန်တော်တို့ miss ဖြစ်လို့ရတာဒါတကူမဟုတ်ဆိုတာသိရှိရမှာဖြစ်ပါတယ်။သူတို့ကျွန်တော်တို့ဒီဒီလိုမျိုး QC level များများသုံးတဲ့အဲ laboratory test မျိုးစားရဥပမာဆိုတော့ hematology တို့ immunoassay တို့ပေါ့နော်။ဒါမျိုးကျွန်တော်တိတိကျကျသိဖို့လိုအပ်တဲ့ဟာမျိုးတွေ QC level run run တာများတဲ့အနေထားရဆိုလို့ရှိရင်တော့ဒါမျိုးသုံးခုတွေမှာဒါမျိုးတကူဒါမျိုးတွေပါနေပြီဆိုလို့ရှိရင်တွေ့နေပြီဆိုလို့ရှိရင်တော့ဒါအင်မတန်ကိုရေးကြည့်ရဲ systematic errors ဖြစ်တဲ့ဆိုတဲ့အတွက်ကြောင့် ဆရာအကြောင်းရင်းနောက်ကကြတော့ corrective action ကိုရှင်းရှင်းယူရမယ်ဆိုတဲ့အကြောင်းညွှန်ပြရနေချာဖြစ်တယ်ဆိုတော့အားလုံးနားလည်ထားအောင်ပါဖြစ်ပါတယ်အဲကျွန်တော်တို့ကဒီ level 1အဲ တင်းအတွင်းမှာပဲပေါ့နော် within control မှာပဲသုံးခုလားဒါမှမဟုတ်ရှင်လည်းပဲ level 3ခုမှာပဲတနေရာထဲမှာပဲဖြစ်နေရဲ့အနေထားလားဆိုတာကိုကြည့်ပြီးတော့ခါကြတော့ထွက်လာတဲ့ပေါင်းရထွက်လာတဲ့ရလက်တွေပေါ့နော် shrine level control တွေအသုံးပြုပြီးတော့ the reus once revolution မျိုးစားကိုတမန်ရာဖြစ်ပါတယ်အဲ့တော့အဲ့ဒီလိုဖောက်ပြက်လေဆိုလို့ရှင်ကျမတို့က systematic bias ဖြစ်နေပြီဆိုတာညွှန်ပြရတယ်ဒီဘက်မှာလည်းပဲကျမတို့ဒီတကယ်လို့များပေါ့နော် across material ရဲ့ across control material တွေကို evaluation ဖြစ်တဲ့အတွက်ကြောင့်မလို့ systematic error ဖြစ်နိုင်တဲ့အားကိုလည်းပဲရှိရဲဆိုတာကိုကျမတို့နားလည်ထားမှာဖြစ်တယ်ပေါ့နော် ်။အဲဒီမှာလဲလို့ပဲကျွန်တော်တို့ အဲ 41s rule violation ပေါ့နော်အဲ mean ရဲ့တစ်ဖက်တည်းမှာပဲကျွန်တော်တို့ကဒီနေရာတစ်ခုတည်းမှာပဲ 1s ဆိုလို့ရှိရင် 1s 2s နဲ့ကြားထဲမှာပဲ၄ချိန်ဇက်တိုက်ဖြစ်နေရဲ့ violation မျိုးပေါ့နော်အဲ့တော့အောက်မှာလည်းအဲ့လိုပဲကျွန်တော်တို့က juicy level နှစ်ခုကိုသုံးထားမယ်ဆိုလို့ရှိရင် across the run 41 rule violation ဆိုတဲ့နေသားမျိုးလည်းပဲအဲဒါမျိုးတွေ့ရဆိုလို့ရှိရင်ပဲဒါဒီ NABA ကနေပြီးတော့ချမှတ်ထားတဲ့ accreditation process တွေမှာမပါဘူးဆိုပေမဲ့လည်းပဲဒါဒီ systematic error ဖြစ်တဲ့အတွက်ကြောင့် credit action ယူရမယ့်နေသားဖြစ်ပါတယ်အဲ့တော့စဉ်းစားကြည့်ပေါ့နော်ကျွန်တော်တို့1နှစ်3 almost 10 ရှိရဆိုလို့ရှိရင်ဒီကျွန်တော်တို့ Gaussian distribution မှာလည်းပဲကျွန်တော်တို့တွေ့ခဲ့ရတယ်။အဲကျွန်တော်တို့ရဲ့ဒီဟိုက probability အားဖြင့်ဆိုလို့ရှိရင် percentage ပါရမယ်ဒီသားက1နဲ့ 2s နဲ့ကြားရမှာကျမတို့က31.5%လောက်ပဲပါရမယ်เนาะ73 74လောက်ပဲပါမယ်ဒါပေမဲ့ဘာလဲဆိုလို့ရှိရင်ဒီ10ခုဒီအားလုံး run လိုက်တယ်ဆိုလို့ရှိရင်ပေါ့เนาะသူရဲ့ဒီပါဝင်တဲ့ဥစ္စာအားလုံးပေါင်း40ရာခိုင်နှုန်းလောက်ဖြစ်နေရပေါ့အဲ့တော့ 1s နဲ့ 2s နဲ့ကြားရမှာနည်းနည်းပါးပါးနည်းနည်းလောက်ပဲ73 74လောက်ပဲရှိရမယ်ဟာပါဆို40ရာခိုင်နှုန်းလောက်က40%လောက်ကတိုင်ပြိုးဖြစ်တယ်ဆိုလို့ရှိရင်ကြားတော့ဒါကကျမတို့ရဲ့ဒီ quotient distribution ပုံစံအတိုင်းမဟုတ်တော့ဘူး deviation တို့ကိုသွားနေပြီအဲ့ဒါကလည်းပဲကျမတို့ rule of distribution ဖြစ်နေပြီဆိုတော့နားလည်ရမှာဖြစ် ြစ်တယ်အောက်မှာလည်းပဲကျမတို့ဒီ draw တရားပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့နေရာနှစ်ခုနှစ်ခုမှာမှာအဲ့နှစ်ခုအဲလုံးမှာအဲ့လို cross run မှာအဲ့လို41 evaluation ဖြစ်နေပြီဆိုလို့ရှိရင်လည်းပဲကျမတို့ဒါက rule violation ဖြစ်တယ်ဖြစ်တယ်ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ဒါလေးကတော့ပြင်ပြီးတော့ရေးထားတာပေါ့နော်အဲ့တော့ level နှစ်ခုမှာဆိုလို့ရှိရင်အဲ level control level နှစ်ခုရှိရဲဆိုလို့ရှိရင်အဲ့ analyze တွေမှာဒီ control measure တွေရဲ့၄ခုစတိုင်မှာဆိုလို့ရှိရင်ဒါမျိုးကျွန်တော်တို့တူညီတဲ့ဒီအဲ rover လို့ရှင်ဖြစ်နေပြီပေါ့နော်ဒီ one net ဈာမို့လို့ရှင်လည်းပဲ main ကက minus 1 control တက်ကိုပို့နေပြီဆိုလို့ရှိရင်ကျတော့ကျွန်တော်တို့ဒါမျိုးဖြစ်သွားတယ်၄ခုစတိုင် result တွေဒါမျိုးကျွန်တော်တို့ရရှိနေဒါမျိုးဖြစ်နိုင်နေပြီးတော့ခါကျတော့ main တစ်ခု one net ဆက်ပို့များပြီခါကျတော့ main ရဲ့တစ်ဖက်တည်းမှာရှိနေပြီဆိုလို့ရှိရင်ကျွန်တော်တို့41 誒，valuation 額五，誒 for for one as valuation level, l 如果 valuation 額五，我咪收幾多錢咯？但係唔係撇牌。 ။အဲ့တော့ကျမတို့ဒီအသုံးချတဲ့နှစ်ခုကကျတော့31 41 31 s4 41 s4 လူတွေကိုအသုံးချတဲ့နေရာနှစ်ခုရှိတယ်။အဲ့ဒါရပိုင်းလဲဆိုလို့ရှိရင် within control နဲ့ across control ဆိုပြီးခါကြတော့မတူတဲ့ diffusion material တွေတုံတဲ့ခါမှာဒါကအသုံးချရဲဆိုပြီးတော့နားလည်ရမှာဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာကျမတို့က and ပေါ့နော်အားလုံးစုစုပေါင်းပြီး2 dimension လဲပဲ4ဖြစ်နိုင်တယ်ပေါ့နော်။အဲ့ကိုပုံစံမျိုးနဲ့ကျမတို့ကအသုံးချပြီးခါကြတော့31 31 s2 41 s2 ဆိုပြီးခါကြတော့ပြောတာဖြစ်ပါတယ်။အဲ့တော့ within range ကိုဖောက်ပြမယ်ဆိုလို့ရှိရင်ကျမတို့ ော့ systematic variation တွေအောင်ပြပြပြီးတော့ခါကြတော့ across run material စီဟာအဲလူမျိုးတမှာ valuation ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကြတော့ပို့ပြီးတော့ broad ဖြစ်တယ်ပို့ပြီးတော့ခြေပြန့်တဲ့ပမာဏတွေမှာရှိတယ် systematic error ပေါ့နော် bias တွေပို့ပြီးတော့များတဲ့အဲပို့ပြီးတော့ဒါဆက်မစိုးရိမ်ရ error ဖြစ်တယ်ဆိုရယ်အဆင့်တွေကိုရရှိသွားတယ်ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်အဲ့တော့နောက်ကြတော့ကျွန်တော်တို့ကအဲအများကြီးပေါ့နော် ဒီ device အများကြီးကိုကြည့်ပြီးတော့အခါကျတော့ root violation တွေဆုံးဖြတ်တော့မယ်ဆိုလို့ရှိရင်ဒါမျိုးတွေကျွန်မတို့ကိုအဲတတ်မှတ်လို့ရသေးတယ်။အဒီမှာဆိုလို့ရှိရင် 10x root ပေါ့နော်။အဲ့တော့ဒီမှာဒီမှာကတော့ကျွန်မတို့က10ခုမြောက်ဖြစ်သွားတဲ့ data point ဆိုပြောချင်တာဖြစ်တယ်။အရှိမအားလုံးမအောင်ကိုကိုရှိမယ်ပေါ့။အဲ့ဒါကကျွန်မတို့ဒီအဲ the raw ပေါ့လောက်အဲဒီတစ်ခုတည်းပေါ့ 1s ဆိုလို့ရှိရင်လည်း 1SD တခုတည်းအတွင်းမှာပဲဒါဆယ်ဇင်ဆက်တာကြာရောက်နေတယ်ဒါ data wise ဖြစ်တယ်တစ်ဖက်တည်းဝယ်ကျွန်တော်တို့ရေးနေတဲ့ data ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလည်းပဲကျွန်တော်တို့က 10x rule version ဖြစ်တယ်ဒါကကျွန်တော်တို့က within run ဖြစ်တယ် across run မှာလည်းပဲအဲ့လိုပဲကျွန်တော်ဒီမှာကြတော့ ကျူစီ level နှစ်ခုကိုတုံးထားတယ်အဲ့ level နှစ်ခုမှာဆိုဒီမှာတော့ဒါဆုံးသွားတဲ့ points ပေါ့နော်နောက်ဆုံးမိတ်ဆက်မှာတော့10ခုမြောက်ဖြစ်သွားတဲ့ points အရှိမှလည်းပဲသူ့ရဲ့ season တိုင်းက၄ကိုဒါကျူစီ level 1ရဲ့ဒါ data points ၄ခုကိုကျူစီ level 2ရဲ့ဒီအပြားရဲ့ data points အဝါနဲ့အပြားနဲ့ data points ၄ခုစီရဲ့ဟာကြီးပေါင်းပြီးတော့ခါကျနောက်ဆုံးမိတ်ဆက်မှာတော့သူတို့နှစ်ခုစလုံးစုံတဲ့နေရာဒီ18အ1ပေါ့ 1SC ဖြစ်နေနေရာဆိုလို့ရှင်အားလုံးပေါင်း6ခုဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒါလည်းပဲကျွန်မတို့ 10x rule ဖြစ်တဲ့ဒါကြောင့်ကျွန်မတို့က QC level နှစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ across ဟို across the အဲ run ဆိုပြီးခါကျတော့သတ်မှတ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်စီကျွန်တော်တို့ 10x ruby violation ဆိုတာဒီ level ဆီကျွန်တော်တို့အဲ ruby violation တစ်မျိုးဖြစ်တယ် အဲ့တော့တို့ဒီကြတော့ကျမတို့ကအဲ့လိုမျိုးအဲဆယ်ဟိုတချို့ဟာတွေကြတော့ကျမတို့ကို close monitor လုပ်ရှင်တဲ့ဟာမျိုးတွေရှိရဲပေါ့နော်ဒီဆယ်ရဲ့ဇာတ်လိုက်လည်းမစောင့်ကြည့်ဘူးအဲအဲအရေးတကြီးနဲ့ကျမတို့ကဒီဒီ revolution ရှိလားမရှိလားစောင့်ကြည့်ရဲဆိုလို့ရှင်ကြတော့အဲ6ရက်နေအဲ6ရက်နေပဲကျမတို့အဲ violation အဲ68 violation ဆိုပြီးတော့68 revolution ဆိုပြီးတော့ကြည့်မလားဒါဆိုကျမတို့ကဆယ်ရဲ့ဆယ်ချိန်မဟုတ်တော့ဘယ်နဲ့ကျမတို့6ချိန်မှာပဲကျမတို့ကြည့်ပြီးတော့ဟာကြတော့68 revolution ဆိုပြီးတော့ဆုံးဖြတ်လို့ရတယ်ပေါ့ဒါဆိုကျမတို့ within run application က across run မှာလည်းအဲ့ဒီလား င်ကျွန်မတို့တန်လေးပုံပေနဲ့ရှိရကျွန်မတို့6ခုမှာစုံပြီးတော့ဟာကြတော့အားလုံးပေါ့ဒီရလာတဲ့ဒီနေသားတွေပေါ့နော် data wise တွေအကုန်လုံးကိုစိတ်စိတ် rule ပါအောင်ရရှင်းတဲ့ cross run ဆုံးဖြတ်မှာလာပေါ့ဒါမျိုးလည်းပဲလုပ်လို့ရတာပေါ့နော်အဲဒါကြတော့ကျွန်တော်တို့ multi rule တွေဖြစ်သွားပြီးရှိရကျွန်တော်တို့တော့ချောက်ပြောရဲ single rule တွေနဲ့ဟိုတော့ရဲ့ multi rule တွေနဲ့သုံးချောက်ရတဲ့ဟာတွေလည်းရှိသေးတယ်ပေါ့ဘယ်လိုဖြစ်ကျွန်တော်တို့ဒါမျိုးကျွန်တော်တို့ rule ပါလို့ရရှင်းတဲ့စိတ်စိတ်တွေအလားတူပဲကျွန်တော်တို့က tanx ဆိုဒီမှာအခုပြထားတဲ့ tanx ဆိုပဲ6 8တို့နောက်8 8ဆိုနောက် tanx ဆို12ဆိုဒါမျိုးတွေလည်းပဲရှိသေးတယ်ဒါတွေအကုန်လုံးဒီကျွန်တော်တို့ဘာဘာတွေပြောချင်တာလဲဆိုလို့ရှိရင် system grammatic error ဖြစ်နေဆိုတော့ကြာပြောချင်တာတစ်ဖက်တည်းကိုပဲဂျိုင်းနေပြီတစ်ဖက်တည်းကိုပဲသွားသွားနေဖြစ်တဲ့အတွက်ကြောင့်မထားပါလို့ဆိုဒီကြားပေါက်က systematic error ရှိတယ်ဆိုတာကိုပြောပြချင်တာဖြစ်ပါတယ် အဲ့တော့ကျမတို့ဒီ rule calculation ဖြစ်တဲ့ data တွေဆိုလို့ရှိရင်အခုနကျမပြောခဲ့ပြီ6 8 9 10 12 control reset တွေအကုန်လုံးဒီမီလိုဒီရှိနေတဲ့အဲအနေထားပေါ့နော် standard deviation နဲ့မသက်ဆိုင်မင်းနဲ့ mean ရဲ့တစ်ဖက်တည်းမှာပဲပေါ့နော်တစ်ဖက်သက်ကြီးလိုက်နေရ bias ဖြစ်တဲ့အနေထားမျိုးတွေဆိုလို့ရှိရင်ဒီလိုမျိုး rule calculation တွေနဲ့တတ်မှတ်တယ်ဆိုတာကိုတည်ထားတည်ထားမယ်ဆိုလို့ရှိရင်ဒီလိုမျိုးကျမတို့ကအဲဒီလိုမျိုးအဲရေးပြီးတော့ခါကြတော့ရေးတာပြီးတော့ခါကြတော့တတ်မှတ်လို့ရသွားပြီပေါ့နော် အဲ့တော့ကျမတို့ဒါတွေကိုကျမတို့ application နှစ်ခုပေါ့နော်အသုံးချမှုအပြင်နှစ်ခုမှာသုံးတယ်တခုကကျတော့ကျမတို့ within control ပေါ့နော်အရှိရကျမပြရဲအဲဆရာမလို့ပဲအဲ level 1 control တွေအနေနဲ့စတိုက်ကြည့်မလားဒါမှမဟုတ်ရှင်တဲ့ cross control level တွေအကုန်လုံးကိုစုပြီးတော့ခါကျတော့အဲပေါင်းပြီးတော့ပေါ့နော်ပေါင်းပြီးတော့ဒီသူ့ရဲ့ အဲပေါက်ပြက်နေတဲ့ဒီအဲ data points အကုန်လုံးပေါင်းပြီးတော့ခါကြတော့ပဲတွက်မလားပေါ့အဲ့လိုမျိုးနှစ်မျိုးနဲ့ဆက်မတော့ကြည့်ပြီးတော့ apply လုပ်လို့ရတယ်ပေါ့နော်အဲ့တော့အဲ့တော့ cup ရဲ့တခုရဲ့ပေါ့နော်ဒီအဲစီတာရဲဆိုမှ analytical cup ရဲ့တနေရာရဲမှာ ਉਹ ပဲအဲဒီ within control မှာပေါက်ပြက်ခံရလို့ဆိုဒါကဘာလို့ဆို systematic bias ဖြစ်နေဆိုတော့ပြပြပြီးတော့ခါကြတော့ across material ရဲ့ဒါပြီးတော့ဒါ violation သွားပြီးတော့ဖြစ်ပြီးဆိုလို့ပေါက်ပြက်ပြီးဆိုလို့ရှင်တော့ဒါဒီ systematic bias ဖြစ်တဲ့ပို့ပြီးတော့ကျေမြဲတဲ့ပမာဏတွေမှာရရှိနေတယ်။ systematic bias ဖြစ်နေဆိုတော့ပြပြရဲဆိုတော့နားလည်နေရမှာဖြစ်ပါတယ်။ နောက်တစ်ခုကကျွန်မတို့ trend ဖြစ်တယ်ပေါ့နော်အဲ့တော့တီရကျွန်မတို့ trend ကိုကြိုးစားပြပါပါတယ်ရှေ့ရကျွန်မတို့ပြောခဲ့ပြီးသားအဲ shift နဲ့ trend နဲ့ဘာကွာလဲဆိုတဲ့ဒီသားလေးကိုဒါ shift ဆိုတော့ abrupt change ပေါ့နော်အဲသွားနေတယ်တပြေးတည်းသွားနေရတယ်ပေါ့ရုပ်တရက်ကြီးဒါဟိုဟာဖြစ်သွားတာပေါ့နော် deviate standard deviation အဖြစ်အရင် ထွက်သွားတဲ့ဟာအနေထားရှိဖြစ်ပြီးတော့ trend ဆိုတာကကျတော့တစ်ဖက်တည်းဝယ်သွားတဲ့အနေထားပေါ့ဒီမှာကြည့်လိုက်ပဲကျွန်တော်က down side ကြီးသွားနေတာအဲဒီမှာဒီစပြီးတော့ကျွန်တော် run လိုက်တဲ့အနေ1 minus 1 ltr မျိုးတစ်ပြေးပြေးချင်းပြန်ပြီးတော့တက်တယ်တက်တော့ကျတော့ပြန်ကြောက်သွားတယ်ကြောက်သွားတဲ့အနေထားလေးပဲတစ်ဖက်တည်းကိုပဲသွားပြီးတော့ကျတော့ပြန်ပြီးတော့တက်ချင်းလဲမရှိတော့ဘူးဆိုတဲ့အနေထားကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်7 degree အနေထားကတော့ဒီမှာ ဒါတင်းနဲ့စပြီးတော့ဒီအောက်ကိုကြရတဲ့ထောင်းဖြစ်သွားတဲ့အနေထားပေါ့နော်တင်းနဲ့3 4 5 6 9ပေါ့ဒါကတော့ခုနှစ်ခုမြောက်ဒါဟိုဖြစ်တဲ့နေထားပေါ့အဲ့လိုကျွန်မတို့ကခုနှစ်ခုမြောက်ဒီဟိုဇက်တိုက်ကိုသွားပြီးတော့ခါကျတော့ downside ဒီအဲဒီ direction မျိုးကြီးတိုင်း data wise ရှင်သွားနေပြီဆိုလို့ရှင်ဒါ 7D ဆိုတဲ့အနေထားကိုပြောတာဖြစ်ဒါလေးပဲကျွန်မတို့ systematic error တခုရှိနေဆိုတော့ညွှန်ပြရတဲ့အနေထားဖြစ်တဲ့ဆိုတော့နားလည်ရမှာဖြစ်ပါတယ် အဲ့တော့ جماعه တို့ဒီ same direction ပေါ့နော် trend is the same direction ခုနကခုဇက်တိုင်ကိုဒီလိုမျိုးဖြစ်နေပြီအဲ့ဒါလေးပဲ جماعه တို့က mean ကို across the mean ဖြစ်ရမယ်ပေါ့နော်တပြေးပြေးပို့ပြီးတော့အပေါ်မြင့်လာဒါမှမဟုတ်ရှင်ပြေးပြေးပို့ပြီးအောက်ကိုနှိမ့်သွားတာဆိုတဲ့ဟာမျိုးဖြစ်ရမယ်ဒါဆိုရင် جماعه တို့က7ဒီလိုသတ်မှတ်တယ်ပေါ့နော်ဒါကတော့ جماعه တို့ across run ဒီ same run မှာပဲအဲသွားတဲ့နေသားမျိုးနဲ့ apply လုပ်တဲ့ application မျိုးဖြစ်တယ်ပေါ့နော်အဲ့တော့အပေါ်အောက်အဲ جماعه တို့ဒီ1 level မှာ جماعه trend ဖြစ်နေရဆိုလို့ရှင်အပေါ်အောက်5ချိန်ကား6ချိန်ကားဒီရောက်ရောက်ပြီးသွားပြီးပြီးတော့ဟာ جماعه တခြား level တစ်ခုမှာပုံစံ ပုံစံနဲ့ဒီပုံစံနဲ့ဖြစ်နေတာဆိုလို့ရှိရင်စစ်စစ်နေဆိုတော့ကျွန်တော်တို့ကတန်းပြီးတော့စာရရထွက်တဲ့ဟာမဟုတ်ပဲနဲ့အရှိမှသူကအပေါ်အောက်ကိုကြောက်ပြီးသားနေသားရှိရမယ်ငါးချိန်၆ကျွန်တော်၆ချိန်အဲအပေါ်ရီအောက်ဒီကျွန်တော်တို့တန်းပြီးတော့ဒီလိုမျိုးဒီလိုသွားနေပြီးတော့ဟာကြတော့မှတစ်ဖက်တည်းအဲဒီလိုပေါ့ကျွန်တော်တို့ဒီလိုသွားလဲအပေါ်သွားလဲအောက်သွားလဲအဲ့လိုမျိုးငါးချိန်၆ချိန် ဖြစ်ရမေးပေါ့အဲ့လိုဖြစ်ရပြီးတော့ဟာကျတော့အဲ့လိုဖြစ်ပြီးတော့ဟာကျမတစ်ဖက်တည်းဝယ်ဟိုပေါ်ထွက်ပြီးတော့အာအဲ့လိုအောက်ကိုပြီးဆင်းသွားပြီဆိုလို့ရှင်တော့ဒါကကျမတို့70ဒီပေါ့နော် trend ဖြစ်တယ်ဆိုရင်ဒီထားဆိုကျမတို့ systematic error ဖြစ်တယ်ဆိုရင်ဒီထား70ဒီ low valuation ဆိုတာကိုစပြီးတော့တမက်ရရင်ကျမဖြစ်သွားပြီပေါ့အဲ့တော့ကျမတို့ low valuation တွေအကုန်လုံးကိုတီးပြီးသားပြီး အဲအဲ့တော့ root violation တွေဖြစ်သွားတဲ့ဟာကိုကျွန်တော်တို့ကြည့်ခြင်းအပြင်အဲကျွန်တော်အရေးကြီးတယ်ပေါ့နော် systematic error တွေတွေ့နိုင်တယ်ဆိုတော့အခုဒီမှာအဲတွေ့သွားပြီပေါ့နော်အဲဒီမှာဆိုလို့ရှိရင် 12s ကနေပြီးစလိုက်တာ .2s 23s 41s 2 of 32s နောက်ပါတော့ 31s 10x 7d နောက်ဆုံးကျွန်တော်တို့ r4s တို့ဟာမျိုးထိပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုးအဲ root violation မျိုးပါဘယ်လို errors မျိုးတွေ့ရှိနိုင်လဲတွေ့ရှိနေစေနိုင်လဲဆိုတော့ကျွန်တော်တို့ဒီမှာသိရှိခဲ့ကြပြီ r4s ကလွဲပြီးခါကြတော့ AD ဒါ random error ကိုတွေ့တဲ့အနေအထားဆိုကျွန်တဲ့ဟာ ကျွန်တော်တို့ systematic error တွေ့နိုင်တယ်ပေါ့နော်တချို့ဟာတွေဆိုမှာ 12s တို့ 13s တို့ဆိုလို့ရှင်လဲပဲ systematic error ပြင် random error ဟာတွေ့ရှိစေနိုင်တဲ့အနေအထားဖြစ်တယ်ညွှန်ပြနိုင်တယ်ဆိုတာကိုကျွန်တော်နားလည်မှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီဒီလိုဟာမျိုးတွေတွေ့တိုင်းမှာကျွန်တော်တို့ဒီအာ ြန်ပြီးတော့ level အနေထားကိုပြန်ရှိပေါ့နော်ကျူစီ level same level ကိုသုံးတာအဲဒီ same run မှာပဲအဲရှိတာလားဒါမှမဟုတ်ရှိတဲ့ cross run မှာရှိတာလားကျူစီ level materials ကို level ကဘယ်နှခုသုံးတာလဲဆိုတော့ပြန်ပြီးတော့ကြည့်ပြီးတော့ဟာကြတော့ကိုယ့်ရဲ့ဒီ corrective action ယူရမယ့်နေထားလားမယူအောင်ဆိုတဲ့နေထားလားဆိုတော့ပြန်ပြီးတော့စစ်ဆေးလို့ရတယ်ပုံမှန်ကျမတို့1 2 s ဆိုဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ သူစီလေဗယ်က1တခုတည်းပဲသုံးနိုင်တဲ့ဟာမျိုးဆိုလို့ရှင်တော့အဲ့ဒီတစ်ဖက်တည်းအတွက်ကိုဒါကျွန်တော်တို့က rejection rule အနေနဲ့ယူပြီးတော့ဟာဆိုတော့တကယ်လို့ဒါသူစီလေဗယ်နှစ်ခုကိုသုံးခဲ့မယ်ဆိုလို့ရှင်တော့တခုတည်းမှာဒါအဲ့ဒါမျိုး rule violation ဖြစ်နေပြီဆိုပြီးကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်ပြီးတော့မှဒီ warning rule အနေနဲ့ပဲသတ်မှတ်လို့ရနေတာမျိုးရှိတယ်ဆိုတော့နားလည်ရမှာဖြစ်တယ်ပေါ့ဒါမျိုးကျွန်တော်ဥပမာပေါ့နော်ပြောပြတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီသုံးတဲ့အနေထားပေါ့လေပဲမူတည်ရဲ့ပေါ့နော်ကိုယ့်ရဲ့ဒီ rule violation ပုံစံဒီအဲ့သူစီလေဗယ်တခုတည်းလားနှစ်ခုလားဆိုတဲ့ဟာပေါ့လေမူတည်ပြီးတော့ဟာကျတော့သတ်မှတ်ချက်တွေကိုကျွန်တော်တို့တွားပြီးတော့တကယ်အဲ real အဲဒီ practice မှာဆိုတော့ apply ိုင်းသွားပြီး application လုပ်လို့ရရဲဆိုတာကိုကျွန်တော်သိရှိထားမှာဖြစ်ပါတယ် ။အဲ့ဒါကျမတို့ bias ဒီ lecture topic မှာဒီအောက်မှာဆွေးနွေးခဲ့တဲ့အထင်မှာတွေ့ခဲ့ slide ဖြစ်တယ်။အဲတုန်းကအားလုံးမမေ့ကြမယ်ထင်တယ်။အဲ့တော့ဒီလိုမျိုး rule violation တွေရှိရဲဒါတွေကိုအဲသိရှိနိုင်ဖို့အတွက်ဆိုလို့ရှိရင်ဒါက bias ကိုပမာဏအားဖြင့်ကျမတို့ errors ပမာဏအားဖြင့်တွက်ချရမယ်ဆိုပြီးပြောခဲ့ရပေါ့နော်။အဲ့တော့သိရှိလို့ရတဲ့အနေဒါတွေက live channel ချက်ပေါ်မှာကျမတို့ဒါမျိုးတွေတွေ့နိုင်တယ်ဆိုပြီးပြောခဲ့တယ်။အခုဆိုကျမတို့နားလည်သွားပြီနော်။အားလုံးဒီမှာဒီ bias တွေ့ရေးထားတဲ့ဟာတွေကဘာတွေလဲ၊ဘာတွေကိုစားပြုတာလဲ၊ဘယ်လို rules တွေရှိတာလဲ၊ဘယ်လို rule violation တွေကိုကျမတို့အခြေခံပြီးတော့ခါကြတော့ဘယ်လို errors မျိုးစားတွေပေါ့နော်။ system dynamic error ကိုပြမလား random error ကိုပြမလားဆိုတာကိုအဲသိရှိနိုင်တယ်ဆိုတော့ဒီမှာနားလည်သွားပြီပေါ့နော်အဲ့တော့ပမာဏအဖြစ်မတွက်ချက်နိုင်ဘူးဆိုတာလေးပဲကျွန်တော်တို့အဲတော့ဓာတ်ရဲ့ drop back အနေနဲ့ပြောခဲ့ရပါတော့ AJZ ဟာအဲကျွန်တော်တို့ဒီအဲ အဲ equals တို့နောက်တစ်ခါကျ PR group ဒီ UCC program တို့လိုမျိုးကျွန်တော်တို့ bias တွေကိုပမာဏအပြည့်အတိအကျမတွက်ချင်တာဆိုရယ်အားနေချက်ရှိတယ်ဆိုတော့လည်းပဲကျွန်တော်တို့အဲတော့ကပြောပြခဲ့ပေါ့အဲဒါကျွန်တော်တို့ချိတ်ဆက်ပြီးတော့နားလည်သွားပြီပေါ့နော်အခုချိန်မှာအဲဘာပြောရလဲဆိုတော့ဒီအသုံးနှုန်းတွေကဘာလဲဆိုတော့ဒီတကယ်လက်တွေ့မှာလည်းဘယ်လိုမျိုးအသုံးချရလဲဆိုတော့လည်းပဲအခုချိန်မှာနားလည်သွားကြပြီပေါ့အဲကျွန်တော်ခွဲပြီးတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင် within run နဲ့ အဲ across run နဲ့ပေါ့ within run မှာဆိုရင်ကျမတို့ဒီ daily monitoring လုပ်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုအဲကျမတို့ဒါဒီဒီအဲ rule violation ရှိမရှိကြည့်ရတဲ့အမှာအသုံးချနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ single point ပေါ့နော်တခုတည်းကိုနဲ့ကြည့်မယ်ဆိုလို့ရှိရင်အဲအဲ့ဒါလေးပဲရတယ် single point တခုကိုကျမတို့ကြော်သွားလို့ရှိရင်အဲ့ဒါကိုရက်ပြီးတော့ credit action လုပ်ရမယ်ပေါ့နော်ဥပမာကျမတို့ 13s limit တခုကြော်သွားပြီဆိုလို့ရှိရင်ဒါကမရတော့ဘူးဒီတိုင်းထားလို့မရတော့ဘူးဒါချက်ချင်းကိုကျမတို့ပြုတ်ကျင်မှရမယ် ော်အဲဒါတွေရလို့ပဲကျမတို့ daily monitor လောက်ချင်းရအားသာချက်တွေဖြစ်တယ်ပေါ့နော်။အဲနှစ်ခုဆိုလို့ရှိရင်ရောနှစ်ခုဆိုလို့ရှိရင်လည်းရမှာ 22s limit ပေါ့။အဲဒါဆိုလို့ရှိရင်လည်းပဲအဲဒါကျမတို့ဒီ within run နဲ့မှာပဲကြည့်ပြီးတော့ခါကြတော့ monitor လောက်ရမယ်ဆိုလို့ရှိရင်ချက်ချင်းကျမတို့ပြင်လို့ရတယ်။တခါကျမတို့ forward လို့ r forward ဆိုတာမျိုးတွေပေါ့နော်။ +2 နဲ့ -2 ဒီ within run တခုတည်းမှာပဲတွေ့နေပြီဆိုလို့ရှိရင်တော့ကျမတို့ပေါင်းခြင်းရပါတော့ကြားရမှာကျမတို့ဒီ SCR ပြည်၄ခုချားနိုင်မယ်အဲ့ပေါင်းခြင်းရကျမတို့4 as 4တက်ကျမတို့4နှစ်အထက်ပေါ့နော်ကြော်နေခဲ့မယ်ဆိုလို့ရှိရင်ခုနလေးကျမတို့ပြောသွားတယ်အဲ့ဒါဆိုကျမချက်ချင်းရက်ပြီးပြုပြင်ရမယ်ဒါပါလေဆိုလို့ရှိရင် random error အကြောင်းဖြစ်တယ်ဆိုတော့နားလည်ရမယ်ဆိုတော့ဥပပြပြခဲ့ပြီဖြစ်ပါတယ်ပြီးတော့ခါကျတော့ကျမတို့ and ငါကတော့ကျမတို့ within run မှာဆိုရင်အနည်းဆုံးတော့တစ်ခုရှိရမယ်ပေါ့နော်ဒါမှသာနေကျမတို့ခုနလို single point ကိုပဲတစ်ခုရှိရမှာဒါလည်း within run နဲ့မှာကျမတို့ဒီ clear အဲ requirement လို့ကျွန်မတို့ကိုင်ညီအောင်လို့ဒါကအဲချိန်စားတဲ့နေရာမှာဆိုလို့ရှိရင်တော့နှစ်ခုဖြစ်နေရမှာဖြစ်တယ်ပြီးတော့ဟာကြတော့အဲ့လူတွေအကုန်လုံးဒီ within run နဲ့မှာပဲထည့်ပြီးအသုံးချမယ်နေတာဖြစ်တယ်ဆိုတော့လည်းပဲ clear ရဲ့ဒီ guideline တွေအရာပေါ့နော်သတ်မှတ်ထားတဲ့နေတာရှိရဲဆိုတော့နားလည်ရမှာဖြစ်ပါတယ် နောက်ကကြတော့ across run ပေါ့နော် within run ပြီးတော့ across run across run ကတော့ကျမတို့က daily monitor တွေအတွက်မဟုတ်ဘဲနဲ့ကျမ periodic review ပေါ့နော်အချိန်မှန်ကျမတို့ပြန်လည်ပြီးတော့စစ်စစ်အခြေချင်းရဲ့အကောင်းကျိုးတွေကိုဒီ rule ပါလို့ရှင်းကြည့်ရဲဆိုရင်ညမှာကျမပြန်ပြီးတော့အသုံးချမယ်ဆိုလို့ရှင်တော်တော်လေး across run ကတော့အဆင်ပြေရဲ့ပေါ့နော်အဲ့တော့ရှေ့ကကျမပြောခဲ့သလိုပဲ rule ပါလို့ရှင်အများကြီးပေါ့နော် 22s 31s 41s ကစပြီးခါကြတော့6ဆို8တို့9တို့ 10x တို့ပေါ့အဲ့ဒီဟာတွေဒီလိုပါကျမတို့ကဒီ multi rules တွေဒီပါအသုံးချဖို့အတွက်ဆိုလို့ရှင်ကျမ across run errors တွေကိုအဲစစ်စစ်တိရှိအဲစစ်ဆေးနိုင်တဲ့ rule ပါ rule ပါလို့ရှင်အမျိုးအစားတွေကိုတက်မှတ်ပြီးတော့ခါကျတော့အသုံးပြုလို့ရပါတယ်အဲ့တော့ဒီအရာကျွန်တော်တို့က across run ဖြစ်တယ်အဲ့တော့ material အားဖြင့်ဆိုလို့ရှင်တော့ across material လည်းဖြစ်နိုင်တယ် within material လည်းဖြစ်နိုင်တယ်ပေါ့နော်ရှင်းရလဲကျွန်တော်ပြပြခဲ့ပြီးဖြစ်တယ်နှိုင်းရှင်ပြီးတော့ကြည့်လို့ရတယ်အဲ့တော့ control measure အရေးအတွက်ရရှိဖို့ရန်အတွက်ကျွန်တော်တို့က rules တွေကိုဒါအသုံးပြုရခြင်းရှိပြီးတော့ခါကျတော့ systematic errors တွေလည်းအနည်းနဲ့ကျွန်တော်တို့ကောက်ယူပြီးတော့ဒါချိရှုစစ်ဆေးရတာဖြစ်ပါတယ် ဲ့တော့ကျမတို့ single rule ဆိုမာဒီ rule ဆိုတော့ကျမတို့ဘယ်လိုမျိုးအသုံးချအောင်လဲပေါ့နော် UC planning မှာအဲအဲ့ဒီ rule ကိုကျမဘယ်လိုအသုံးချအောင်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီစစ်ဆေးတဲ့ laboratory ရဲ့နေထားပုံမူတည်ရောက်ဟာကျတော့မိမိစစ်ဆေးတဲ့ analyte ရဲ့နေထားရေနောက်ကကျဘယ်လောက်ထိဒါအချိန်အဲကာလအားဖြင့်ပေါ့တက်မှတ်ပြီးတော့ဟာကျတော့ဒါကို UC program ဆွဲမလဲဆိုရင်နေထားပုံမူတည်ရောက်ဟာကျတော့အသုံးချရတာဖြစ်ပါတယ်ဒါကြောင့်မို့ကျမတို့ဒီ single rule မာဒီ rule တက်တက်အဲတက်တက်ကြီးခွဲရအောင်ပဲနေကျမလိုအပ်သလိုအသုံးချဖို့အတွက်အဲနေထားရှိရဲဆိုတာကိုပြောပြရခြင်းဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ analytical system မှာဆိုလို့ရှိရင် potentially unstable ဖြစ်တယ်ဆိုတော့ကျွန်တော်ထပ်ခါတခါပြောခဲ့ရပေါ့เนาะဒါကြောင့်လို့ကျွန်တော်တို့ stability ကိုလိုအပ်တယ်ဆိုလို့ရှိရင်တော့အခုနာပြောရဲကျွန်တော်တို့ rules တွေကိုသိချလေးအတက်မဲ့အသိရှိပြီးတော့ခါကြ rule violation တွေရှိလာခဲ့မှာဆိုလို့ရှိရင်လက်ချက်ချင်းကိုကျွန်တော်တို့လိုအပ်တဲ့ corrective action တွေပြင်ဆင်အပြင်မိတို့ laboratory အတွက်အဲတင့်လျော်တဲ့ဒီ errors error detection ပုံစံတွေကိုသိရှိနိုင်မှာဖြစ်ပြီးတော့ခါကြတော့အဲ quality control အဖြစ်လဲပဲ internet ဖြစ်စေ external ဖြစ်စေပေါ့เนาะကျွန်တော်တို့ program တွေဝင်တဲ့နေရာမှာအဆင်ပြေနိုင်မှာဖြစ်သလိုနောက်ဆုံး င်ကျွန်တော်တို့ NABL လို့မျိုးဒါကအတိမတ်ပြီး accreditation process ကြီးရှောက်မယ်ဆိုလို့ရှင်လည်းပဲဒီဟာတွေကအများကြီးသုံးပါမှာဖြစ်တယ်ပေါ့နော်ဒီထဲမှာကျွန်တော်ပြောခဲ့တဲ့နေရာမှာလည်းပါပြီးသားအဲတချို့ဟာတွေကတော့ကျွန်တော် NABL accreditation process track ကိုမဟုတ်ဘူးဒါပေမဲ့လည်းပဲသတ်မှတ်ချက်အားဖြင့်ကျွန်တော်တို့က error ရှိရဲဆိုတော့သတ်မှတ်အတိရှိရမှာဖြစ်ပြီးတော့ခါကျတော့ credit action ကချက်ချင်းယူရမှာမယူမနေမယူပဲနေလို့မရအောင်ဆိုတော့လည်းပဲတိရှိထားဖို့လိုအပ်တယ်ဆိုတော့လည်းပဲကျွန်မထပ်ပြီးတော့မှာရှင်တယ်ပေါ့နော် အဲ့တော့ကျမတို့ stable ဖြစ်တဲ့ analytical system QC material ဆိုသုံးပြီးတော့ဟာကြတော့မှတာလင်ဒီလိုမျိုးကျမတို့ရဲ့ဒီ error detection နေရာညာနာရနိုင်မှာဖြစ်တယ်သိရှိနိုင်မှာဖြစ်တယ်ဆိုတာကိုထပ်မံပြီးတော့ကျမပြောကြရင်လည်းဒီ lesson ဒီမှာခဏရက်မယ်အဲနောက်တစ် lesson မှာကျမတို့ဒီ error detection နဲ့ပတ်သက်ပြီးတော့ဟာကြတော့ error ဆိုကျမတို့ဘယ်လိုမျိုးတွေ့တယ်လဲပေါ့နော်ရှေ့ရကျမတို့ bias မှာတော့တွေ့ချက်ခဲ့တဲ့အနေအထားအတိုင်းပဲတကယ် error ဆိုကျမတို့က total error တွေအားဖြင့်ပြန်ပြီးတော့ချိန်ကျပြီးတော့ကြည့်ဖို့ရဆိုလို့ရှိရင်ကြတော့အတိအကျသတ်မှတ်ဖို့အတွက်လိုလာတယ်အဲ့ဒီအချိန်မှာကျမတို့ခဏအားဖြင့်ပေါ့နော်အတိအကျထွက်တဲ့အနေအထားမျိုးဖြစ်အောင်ဘယ်လို မျိုးဆက်လက်ပြီးတော့လောက်ဆောင်သွားမယ်ဆိုတာရေဒါကကျွန်တော်တို့ division နေချက်ပေါ်မှာအဲ့ဒီ error detection တွေဘယ်လိုမျိုးကျွန်တော်တို့တွားပြီးတော့ချိန်ဆလက်ကြည့်ကြမလဲပေါ့နော် rule violation တွေလည်းတည်ပြီးသွားပြီ error တွေကိုလည်းပဲကျွန်တော်တို့ပေါ်ရရပြင်နားလည်သွားပြီဆိုလို့ရှိရင် division နေချက်နဲ့အတူဘယ်လိုမျိုးကျွန်တော်တို့ဒီ error detection system နဲ့မှာတွားပြီးတော့အလုပ်လုပ်ကြမလဲဆိုတာကိုလည်းပဲဆက်လက်ပြီးတော့ပူချပြီးသွားပါအောင်မယ်ကျေးဇူးများကြီးတင်ပါတယ်